2025ခုနှစ်ဇွန်လ6လပိုင်းမှာအင်္ဂါတာသနိတရဲ့ကံကြာမှာကံစားတာဟော့စတယ်လေးဖြစ်အင်္ဂါတာသနိမြတ်ခုနှစ်လပိုင်း6လပိုင်း9လပိုင်းနေမှာပဲအင်မတန်ကံကောင်းချက်လာမယ်နော်အင်မတန်ကံကောင်းချက်လာမယ်အခုတော့ဒီ6လပိုင်းမှာတော့ဆက်ရှိပေးရမယ်တိခါပေးရမယ်စိတ်ပန်းလို့ပန်းဖြစ်မယ် ဘလို့ပဲကြိုးစားကြိုးစားနည်းနည်းလေးတဲထဲရေတော်ဖြစ်ရတတ်တယ်တဲထဲရေတော်ဖြစ်ရတတ်တယ်နည်းနည်းလေးစိတ်အနှောင့်အယှက်တွေဖြစ်နေရမယ်စိတ်အနှောင့်အယှက်တွေပြီးတဲ့သူတွေနဲ့ထစ်တာပြတ်တန်တာကြုံတာလေးတွေအိမ်ချမ်းမီကစိတ်ရင်ဂျောင်းမဝယ်မထိတ်တိုက်ရင်ဆိုင်ဖြစ်ရှင်းရတဲ့ကိစ္စရမျိုးတွေကြုံညာတတ်ကြုံတွေ့ရတတ် ျွန်လာ17ရက်နဲ့21ရက်ဟာလားလေပိုင်းတောင်ကျိုးမပေးဘူးလားလေပိုင်းကိုအင်္ဂါသားသမီးတွေအထူးဂယုဆိုင်ပေးရမယ်အထူးတတိထားပေးရမယ်ဂျာမိုင်းမှာဆိုရင်နှလုံးတွေးကြောကျနာတွေးတူအထူးနှလုံးရောကတော့ပတ်သက်တာလေးတွေဂယုဆိုင်ပေးဖို့တတိထားပေးဖို့တတိပြုတ်နိုင်ဖို့ဇာအနေနဲ့ ေတ္တာရက်ခံရမယ်။လားလဲပိုင်းမှာလဲလုပ်ငန်း၊ကိုင်ငန်း၊ရောင်ရည်၊ဝယ်ရည်လောက်တာကိုင်နာလေးတွေစောင့်ရက်စင်မာနာလေးတွေကိုခယူးဆိုင်ပါတတိပြုတ်ပေးပါတတိဓာပြီးစောင့်ရက်ပါလို့ဆံမေတ္တာရက်ခံရမိတ်တူဆွေတို့ရံလိုတာတိုက်ခိုက်တာလူမှုကွန်ရက်ကနေပုံပုံစိတ်အနှောင့်အယှက်ဒုက္ခပေးရမျိုးပါဆအင်္ဂါသာသမီးများကြုံရတတ် ပြိုရွယ်ငယ်ရွယ်သူတို့ရဲ့ရှစ်ရှင်းမြတ်တာအရှိကံကောက်တယ်တန်င်းငယ်တွေသာသမီးတောက်ကြသာသမီးရံကိုတော့ခယူးဆိုက်ရမယ်ထွန်နေတာနှစ်သွဲနဲ့တတ်တတ်ပြီးရံပရိပခတတနာကြုံနာစုံနာတတ်ပါလေခယူးဆိုင်နိုင်ဖို့တရီထားပေးဖို့စားနေတဲ့အထုမြတ်တာရခံပါစေ၆လပိုင်းကြောင်းလာပါကံကောင်းခြင်းများလတ်လာပါစီပွားကံများ ကောင်းစေလို့တဲ့အတွက်မိမိ ဝိနံတော့အင်္ဂါနေ့ဇန်လ3ရက်10ရက်18ရက်တွေဟာဆိုအင်္ဂါနေ့နောက်ရက်နောက်ပတ်တည်းလဲကြားရမှာပေါ့နော်21ရက်စသဖြင့်ရက်ဆွဲတွေပေါ့28ရက်ရက်ဆွဲတွေနော်ဝိနံတော့အင်္ဂါဂျိုတောင်းလိုက်တော့မဟုတ်မိမိတို့နေအိနာဖြစ်စေဖရာဇေဒီမှာဖြစ်စေကံကောင်းလက်ကောင်းစီးပွားစားတာလေးတွေပေါပေါချင်း ဂျောစီဂျုံနေတန်စာတာဂျိုဆုအညံ့နေကင်းစင်ဝေးစေလိုချင်အတွက်ပဲကိတ်စွန်တော်တင်ကလူပူစာပေးပေးပါပဲကိတ်ကနောကံတို့ပူစာပေးပေးပါကံပွဲပတ်လုပ်ငန်းကိုင်ရတော့အဆင်ပြေတယ်ကုသိုလ်ကံတော်လာကောင်းကြောပြုမယ်အချိုးပေကိင္ကနမ်းမှဆိုရင်လေကိင္ကနမ်းကိုကိင္ကနမ်းတုံညာကိင္ကနမ်းတို့ပါတတောင်းတနေရမှာကောင်းကြောပေးမယ် အစင်ပြေးစိမ့်မယ်နေအိမ်၌ပစ္စည်းတဆအပြန့်စည်းတွေရှိရင်စွန်းထုတ်ပေးပေးပါစွန်းထုတ်ပြစ်ပါလို့လည်းဇာနေနဲ့ဒီများကနေမေတ္တာရက်ခံပါစေအင်္ဂါသားသမီးများပဲကိတ်မပြမပတ်မွေးနေ့အင်္ဂါနေ့များနေမီတို့နေအိမ်၌စုံကချင်းဖျားစေတင်၌လူချင်းမွေးနဲ့အင်္ဂါကြိုတောင်း၌ကတ္တုဥစွာပေးခြင်းတို့ဆောင်ရွက်ခြင်းအဖြစ် ဂျိုစိဂျွန်နေညာတဲ့ပြီလုပ်ငန်းကိုင်ကစီးပွားလှလှပါများတိုးတက်အောင်လုပ်ပါလိမ့်မယ်။ဒေါ်ရင်စန္ဒာများတလုံးတဝပြေဝနိုင်ပါစေလို့ကျွန်တော်များပုံနာတော်ပြီးတဲ့ဆရာယာနာတို့ရန်ကုန်မြို့တော်မှာအထုအင်္ဂါသားသမီးများကိုစုတောင်းမြတ်တာပို့တာအပ်ပါလေ။